ရှမ်းပြည်သားလေးပအုပ်လူမျိုးဖြစ်တဲ့ကျွန်တော်ခွန်သားချိုကရှမ်းခေါက်ဆွဲလှုပ်ရှားနေလေးတွေဝေမျှပေးမှာပါဒါကြတဲ့အိမ်မှာပြည်ပြည်လှုပ်ရှားလို့ရအောင်လို့ပေါ့နော် လွယ်ပါတယ်ဒါကပဲပုတ်ချင်စက်လို့ခေါ်ပါတယ်ပဲငပီကပါဒါကတော့ငရုတ်ချင်မှာဒီနှစ်ခုကရှမ်းခေါက်ဆွဲလှုပ်ရှားတဲ့အခါမှာမပါမဖြစ်လိုအပ်ပါတယ်ဒါကတော့အဲရှမ်းခေါက်ဆွဲဆန်စည်းဒါကဆန်ဖွဲ့ပါခင်ဗျအဲဆန်စည်းကတော့ကြိုက်တဲ့သူတွေအတွက်အကောင်းတယ်ကျွန်တော်ကတော့ဆန်စည်းကိုပိုကြိုက်တယ် ဒါကရှမ်းကျင်လို့ခေါ်ပါတယ်လက်လုတ်ကျင်ပေါ့နော်ဒါကတော့ရှမ်းအချိုကျင်မှာကဲစက်သားကိုကျွန်တော်အခုထည့်လိုက်တဲ့အမုံလေးနှစ်ခုကရှက်ကောပါကောမုံလို့ခေါ်တယ်တရုတ်မဆလာလို့လည်းခေါ်တယ်အဲကျွန်တော်တို့မဆလာဆိုင်တွေမှာမေးဝယ်လို့ရပါပြီဟတ်ချလောင်းကျွန်တော်ပြင်ဆင်ထားတာပါအဲညီပဲဆန်လေးတွေထောင်းထားတယ်အဲခုနကကျွန်တော်ပြောတဲ့အရာလေးတွေတခုချင်းစီထည့်ထားပါတယ်အရွယ်စိမ့်စိမ့်လေးတွေနေမှာစားလို့ကောင်းတာမလို့မုံညင်းကိုအဓိကထည့်ပြီးတော့သုံးပါမယ်ခင်ဗျ ်မွေးငိုရေပြောင်အောင်စီပါလေအထဲမှာဟာအညစ်အကြေးတွေနေငယ်ပါလို့ပါကဲအတော့ကျွန်တော်တို့ခုနကရှက်ကောပါကောနဲ့နေထားတဲ့ကြက်သားကိုနှံသွားအောင်နေနေပါပြီစီလေးပူလာပြီဆိုရင်ကြိတ်ထားတဲ့ကြက်သွန်တွေကိုထည့်ပြီးတော့ကြက်သွန်ဖြူတွေကိုစီတက်ပါမယ်ခင်ဗျာအနည်းလေးများသွားတယ်အဲကြောင့်ပြန်လျှော့လိုက်တာပါဘာလို့လဲဆိုတော့ခဏနေကြက်ပြုတ်ကြီးတဲတဲ့အခါမှာအဲကြက်သွန်လေးကိုထထည့်ခြင်းလို့အာကြက်သွန်ဖြူလေးကိုထထည့်ခြင်းလို့ပါ စီတက်နေပါတယ်ရှူတင်အားတဲ့နေ့ဆိုလို့ရှင်တော့ကျွန်တော်ကအလိုမျိုးလေးလှုပ်ရှားဖြစ်ပါတယ်အခုလည်းဒါရှူတင်ကမရှိသေးဘူးဆိုတော့ဒါကျွန်တော်လှုပ်ဖြစ်တာပါဒါကတော့ကျက်သားကိုကျွန်တော်စပြီးတော့မှစီတက်နေပါပြီခုနကကျက်သွန်စီတက်ထားလို့နည်းနည်းလေးကျက်ပြီဆိုရင်စီကျက်ကလေးတွေကိုဖယ်ထားတယ်ကျန်တဲ့စီလေးနဲ့ကျက်သားကိုကျွန်တော်တခြားလေးနှံ့အောင်ဝင်နေပါတယ်အဓိကကတော့ကျက်သားလေးတွေအကြောတင်းသွားဖို့လိုတယ် အဲ့ဒီကြက်သားအစိမ်းကိုပြုတ်ပြီးလောက်တာမျိုးမဟုတ်ပါဒီလိုအစိမ်းလိုက်ကိုပဲစီထက်ပြီးတက်မယ်ပြီးရင်ခရမ်းကျင်ဒီအရာကိုကြိတ်ထားတာလေးကိုထက်လိုက်တာပါအဲ့ဒါမှအယောင်လေးလဲလာပြီးတော့ခရမ်းကျင်ဒီရဲ့အရာသားလေးလဲပါသွားတော့ပူစားလို့ကောင်းတာပေါ့နော်ကြက်သားစီတက်တာရပါပြီနည်းနည်းကြာအောင်တော့ချက်ရတာပါအ мян အတ္တသတ္တမအစပီတွေထက်လိုက်လို့မြန်သွားတာတကယ်တော့15မိနစ်လောက်ထိအနည်းဆုံးချက်ရပါတယ်ဒါကတော့ကြက်ပြုတ်ရပါခင်ဗျာ ကဲလောက်တော့မဲကြက်ပြူတယ်ကိုမူငင်းလေးအရင်ထည့်ပြီးတော့ပြုတ်လိုက်တယ်ပြီးရင်ရှမ်းခေါက်ဆွဲအတွက်ဆံပွဲကိုညက်တယ်စကားလေးတည်းထည့်တယ်ပြီးရင်အဲယူဒီလေးနဲ့ပြန်ပြုတ်ရတာပေါ့နော်အဲအားကြက်ပြူလေးနဲ့နည်းနည်းလေးနူတောင်းပြောရတယ်တခြားမနူးဆိုဇက်တောက်ဇက်တောက်ကြီးဆိုရင်စားလို့မကောင်းဘူးခင်ဗျရှမ်းခေါက်ဆွဲကိုကျွန်တော်အရသာရှိရှိလေးစားကြနေတာမလို့ဆေးရှိလက်ရှိနဲ့ကျွန်တော်တခြားလေးပြုတ်နေပါတယ် ကြက်ပြုတ်ရည်နဲ့ပြုတ်တဲ့အတွက်ကြောင့်အရာသာကတော့ရှိမှရှိအပပါကြည့်ရပါပြီကြည့်ကျွန်တော်ဘလို့နေရတယ်ဘလို့တော့ရတယ်ဆိုတာတခါတည်းအစအဆုံးပြပါမယ်စီချက်ကလေးထည့်ပါတယ်ခင်ဗျမြေဘဲစံကြိတ်ထားတာလေးကိုဇွန်ဝက်လောက်ထည့်ပါတယ်ပေပုတ်ချင်းလေးထည့်ပါတယ်ပြီးရင်ပေပုတ်စီနဲ့လောက်ထားတဲ့ငရုတ်ချင်းလေးကိုလည်းထည့်ပါတယ်ခင်ဗျ အဲ့လေးတွေအနံ့တက်လေးလည်းကောင်းတယ်အရသာလေးကိုလည်းပို့ပြီးတော့လင်းနေစေတာပေါ့နော်ပြီးတော့ရှက်ကောပကွန်နဲ့ချက်ထားတဲ့ကြက်သားအနစ်ကလေးကိုတစွန်းကြော်ကြော်လောက်ကောထည့်လိုက်ပါတယ်ပြီးမြေပဲစံနေနည်းထဲတဲ့ကျွန်တော်ကမြေပဲကြိုက်တဲ့သူလို့ဒါကတော့ကြာညုလို့ခေါ်တယ်ကျွန်တော်တို့ဘက်ကဗမာပြည်ဘက်ကတော့ပဲနောက်ရီလို့ခေါ်ရတဲ့တူတယ်ကြာညုကိုကျွန်တော်တို့ကချက်ထားပြီးသားပါအားလေးကိုထည့်ပြီးတော့အားရပါရအတူလေးနဲ့မွေလိုက်ပါတယ်နေတလားနဲ့အနံ့နေထွက်မွေးတာပဲတလား စာချင်းကြရလိမ့်မလားစာချင်းလာပြီဟုတ်တရေကြနေတယ်ဟုတ်တော့ဟုတ်အလလိနေရပါတယ်အဲဒါဆိုရင်တွေ့ရပါပြီဒါရှန်ခောက်ဆွဲလို့ခေါ်ပါတယ်ခင်ဗျအဲ့ဒါကို ရှန်ချင်းလေးတွေပြီးတူဟုခောက်ကြော်လေးတွေဒါမှမဟုတ်ခောက်ကြော်လေးနဲ့စားရင်အမှန်တန်အရသာရှိပါတယ်ဆွဲတော့မယ်ကြိုက်တယ်ကျွန်တော်ကိုယ်နိုင်လဲစားတယ်ကျွန်တော်ရဲ့မိသားစုဝင်လည်းကြွပါတယ် ကျွန်တော်ဒီမှာရှိတဲ့ဂျာကြီးတွေကားဆရာတွေအကုန်လုံးအကုန်လုံးလည်းကြွပါတယ်အင်းနီနာချင်းကိုလည်းနည်းနည်းဝေလိုက်ပါတယ်ကုရန်ကောကျက်ပြုတ်ရည်လေးနဲ့ဆိုတော့အရာတကူရှိနေရပဲပြောလိုက်တာတော့လွယ်လွယ်လေးပါလှုပ်ရှားကြည့်တာပါတကယ်လဲလွယ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကြောင့် bye bye